အန်ဒီလွတ်တော်မှာတက်မတော်သားလွတ်တော်ကိုစလေရီရဲ့ဂျိန်ပန်များစွာသောမတ်တရက်ကန့်ကွက်မှုတွေကိုဥဆောင်ခဲ့သူဗိုလ်ချုပ်တန်းဆိုးဖြစ်ပါတယ်။ဥတန်းဆိုးဟာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ယုံကြည်ခြင်းခံရသူတအုပ်ဆိုတာကိုသူ့ကိုပေးခဲ့တဲ့တာဝန်တွေကိုကြည့်ရင်သိနိုင်ပါတယ်။ ျွန်တော်မိတ်ဆွေများအားလုံးသဘာဝဘေးအန္တရာယ်နဲ့စိတ်ခွေးအန္တရာယ်မှာကင်းဝေးကြပါစေခင်ဗျာဒီကနေ့ကျွန်တော်ဖတ်ပြပေးမယ့်စာအုပ်တစ်ပုဒ်ကတော့ဦးတန်းစိုးတက်ကိုကာကွယ်သူကော်မရှင်ဥက္ကဋ္ဌဆိုတဲ့ BBC မှာစာအုပ်တစ်ပုဒ်ဖြစ်ပါတယ်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတန်းစိုးကမဲဆွယ်စည်းရုံးတဲ့အခါတက်မတော်ဂုံတိတ်ခါထိခိုက်စေမဲ့ပြောဆိုဟောပြောမှုတွေမလုပ်ဖို့မကြာခဏတတိပေးနေတယ်လို့ပါတီတွေက ပြောပါတယ်ကော်မရှင်ဥက္ကဋ္ဌတယောက်ရဲ့အဓိကတာဝန်က လွတ်လပ်မြောက်တဲ့ရွေးကောက်ပွဲတစ်ခုအောင်မြင်အောင်ကျင်းပနိုင်ရေးဖြစ်ပေမဲ့အငိမ့်စားဘိုးချုပ်တန်းဆိုးအထွက်ကတော့တက်ရဲ့တိတ်ခါမထီပါရေးကပါတာဝန်တရက်ဖြစ်နေတယ်လို့မြင်ရပါတယ်။ဒါကလည်းသူယူခဲ့တဲ့အတိတ်တာဝန်တွေရဲ့အရေးထိုးမှုနဲ့ဆက်ဆက်နေပါတယ်။ရှုပ်ထွေးတဲ့မဲပေးစနစ်တွေနဲ့အတူပြည်တွင်းစစ်ထဲမှာကျင်းပမဲ့ရွေးကောက်ပွဲကိုတာဝန်ယူမဲ့သူကတက်ကိုတိစ္ဆာစောင့်တည်တဲ့သဘောထားတင်းမာသူအငိမ့်စားဘိုးချုပ်တအူးဖြစ်လို့နေပါတယ်။ အနရီလူတော်မှာတမ်တော်သားကိုစလဲရီရဲ့မတ်တရက်ကန့်ကွက်မှုတွေကိုဥဆောင်ခဲ့သူဗိုလ်ချုပ်ဟာအခုတော့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုဥဆောင်ကျဲပပေးမဲ့သူ ဖြစ်လာပါတယ်။သူကစစ်တပ်တော်ဘက်စင်23ဆင်းဖြစ်ပြီးဝင်ကြီးချုပ်ဥညိုစောနဲ့အပတ်စဉ်တူသူဖြစ်ပါတယ်။တမ်တော်စိတ်သက်စစ်စင်ရင်းနဲ့ပြည်သူဆက်ဆံရေးညွန်ကြားရေးမှူးတွဲဖက်စစ်ရေးချုပ်စတဲ့တာဝန်တွေယူခဲ့ဖို့သူဖြစ်ပါတယ်။ဗိုလ်ချုပ်တိန်းဆိုးမှဗိုလ်ချုပ်တန်းဆိုးတို့၂008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌပြောင်းလဲခန့်အပ်မှု၆ကြိမ်အထိရှိခဲ့ပြီးအရက်သားတဦးပဲဥက္ကဋ္ဌဖြစ်ပူပါတယ်။အငိမ့်စားဗိုလ်ချုပ်တိန်ဆိုးအငိမ့်စားဒုဗိုလ်ချုပ်ကြီးတင်အေးဗမောက်ခချုပ်ဟောင်းဦးလှသိန်းအငိမ့်စားဗိုလ်မှူးကြီးကိုကိုနဲ့လက်ရှိဥက္ကဋ္ဌအငိမ့်စားဗိုလ်ချုပ်တန်းဆိုးတို့ဖြစ်ပါတယ်။စစ်ဥပဒေချုပ်ဟောင်းဦးသိန်းဆိုးကတော့လွတ်လပ်တရားမျှတမှုမှာမေကွန်ထုတ်ခံခဲ့ရတဲ့2010ရွေးကောက်ပွဲကိုကျင်းပပေးခဲ့သူဖြစ်ပြီး2021အာဏာသိမ်းပြီးနောက်ပိုင်းပြောင်းပွဲတဲ့ကော်မရှင်မှာလည်း တာဝန်ထပ်ပြီးခံရပြန်ပါတယ်။သမရဦးသိန်းစိန်နဲ့စစ်တပ်သူအပတ်စဉ် DSA 9တခုတည်းဆင်းတဲ့အငိမ့်စားဒုဗိုလ်ချုပ်ကြီးတင်အေးကိုကော်မရှင်ဥက္ကဋ္ဌခန့်တဲ့အခါသမရရဲ့တငငချင်းဖြစ်တာကြောင့်မေကွန်ထောက်ခံရမှုတွေရှိခဲ့ပေမဲ့2015ရွေးကောက်ပွဲကိုအောင်မြင်အောင်ကျင်းပပေးနိုင်သူအဖြစ်မှတ်ကြောက်တင်ခံရပါတယ်။တဦးတည်းသောအယက်သားဥက္ကဋ္ဌဖြစ်သူဦးလာသိန်းကတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကခန့်အပ်ခဲ့တဲ့ကော်မရှင်ဥက္ကဋ္ဌဖြစ်ပါတယ်။ နိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေကပါလွတ်လပ်မြတ်တောင်းမှုရှိပါတယ်လို့အတိမပြုခံခဲ့ရတဲ့2020အထွေထွေရွေးကောက်ပွဲကိုကျင်းပပေးခဲ့ပေမဲ့စစ်တပ်ကအဲ့ဒီရွေးကောက်ပွဲမှာမဲမတမာမှုတွေရှိခဲ့တယ်ဆိုပြီးအာဏာသိမ်းခဲ့ပါတယ်။သူကရွေးကောက်ပွဲကြောင့်ထောင်ပါကြခဲ့ပြီးအခုတော့လွတ်ရက်စီလို့ပြန်လွတ်လာပါပြီ။အာဏာသိမ်းပြီးတဲ့နောက်ဦးသိန်းစိုးကဥက္ကဋ္ဌအပြန်ဖြစ်ပေမဲ့2024မှာဥက္ကိုကိုနဲ့အစားထိုးခံရပါတယ်။စစ်တပ်ကတော့အပတ်စဉ်10ဆင်းတဲ့အငိမ့်စားဘုံမှုကြီးကိုကိုဟာသူ့ရဲ့အသက်အရွယ်နဲ့ကျမ်းမာရေးကြောင့် ရွေးကောက်ပွဲကိုဥဆောင်ကျင်းပပေးနိုင်ပါမလားလို့တန်တရားရှိသူများပါတယ်။ဒါပေမဲ့တာဝန်ယူပြီးဒီနေ့ကျော်အကြာမှာပဲအနာဘေးခံရပြီးအငိမ့်စားဘိုးချုပ်တန်းဆိုးကဥက္ကဋ္ဌဖြစ်လာပါတယ်။ဥတန်းဆိုးဟာ2021အာဏာသိမ်းပြီးနောက်ပိုင်းပြန်ဖွဲ့တဲ့ကော်မရှင်မှာအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးလေးနှစ်ကျော်အကြာပြီးခဲ့တဲ့ဇူလိုင်31ရက်မှာဥက္ကဋ္ဌရာထူးတိုးမြင့်ခံရတာဖြစ်ပါတယ်။သူဟာကော်မရှင်အဖွဲ့ဝင်တာဝန်ယူကြတဲ့ကဥရောပသမဂ္ဂအပါအဝင်အနောက်နိုင်ငံတချို့ရဲ့အရေးယူပိတ်ဆို့မှုစည်ရင်တဲ့ပါခဲ့သူဖြစ်ပါတယ်။ သဘောထားတင်းမာသူဗိုလ်ချုပ်ဗိုလ်ချုပ်တန်းစိုးဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာတက်မတော်သားလွတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ပေးခြင်းခံရပါတယ်။သူ့ကိုတတိထားမိသွားကြတဲ့အဓိကအကြောင်းက NLD သမ္မတလောင်းတွေကိုမထောက်ခံမှုပဲဖြစ်ပါတယ်။ဗိုလ်ချုပ်တန်းစိုးကသမ္မတအရေးချင်းစည်းစိမ်ရေးအဖွဲ့မှာပါတဲ့တဦးတဲသောတက်ကိုယ်စားလှယ်ဖြစ်ပါတယ်။ NLD ကတင်တဲ့သမ္မတဦးထင်ကျော်ကိုသမ္မတအရေးရှင်နဲ့ပတ်သက်ပြီးထောက်လဲမထောက်ခံကန့်လဲမကန့်ကွက်ခဲ့တဲ့ဗိုလ်ချုပ်တန်းစိုးရဲ့သဘောထားကို အန်အဒီခေါင်းဆောင်တွေအံ့ဩခဲ့ကြရပါတယ်။ဦးထင်ကျော်ကရွေးကောက်ခံကိုယ်စားလှယ်မဟုတ်ဘူးလို့သူကမှတ်ချက်ပြုခဲ့ပါတယ်။ဒါအပြင်ဒိုရီယာသမရဦးဟင်နိုရီဘန်တီယူကပြည်ပမှာရှောက်နှစ်လောက်နေခဲ့လို့ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကိုစီးစစ်ပေးဖို့ပြောဆိုပြီးကန့်ကွက်ခဲ့သူဖြစ်ပါတယ်။ပြည်သူ့လွတ်တော်ရဲ့တပ်အစုဘွဲ့ခေါင်းဆောင်ဗိုလ်ချုပ်မောင်မောင်ကိုအန်အဒီလွတ်တော်ကိုအတိုက်အခံလုပ်သူအဖြစ်လူသိများပေမဲ့အမျိုးသားလွှတ်တော်ရဲ့တက်အစုအဖွဲ့ခေါင်းဆောင်ပိုးချုပ်တန်းစိုးကပိုပြီးသဘောထားတင်ပါသူလို့လွှတ်တော်မှာသိကြပါတယ် တမနာလောင်းအေးရှင်ကောက်ကွက်မှုကစပြီးလုံယုံကြီးနဲ့ပတ်သက်တဲ့ဥပဒေတွေကိုပြင်ဆင်ပယ်ဖျက်တာအလဲအခြေခံဥပဒေပြင်ဆင်မှုအစုံ NLD လွတ်တော်မှာတက်ကအကြိမ်ကြိမ်ကောက်ကွက်မှုတွေလုပ်ခဲ့ပါတယ် NLD လွတ်တော်မှာတက်မတော်သားလွတ်တော်ကိုယ်စားလှယ်တွေရဲ့ကျင်းပန်းများစွာသောမတ်တရက်ကောက်ကွက်မှုတွေကိုဦးဆောင်ခဲ့သူဗိုလ်ချုပ်တန်းဆိုးဖြစ်ပါတယ်တက်အစုအဖွဲ့ခေါင်းဆောင်တွေကတက်ချုပ်နဲ့အမျက်တွေ့ရတယ်လွတ်တော်တွေကအခြေအနေတွေကိုတင်ပြရတယ်ဗိုလ်ချုပ်တန်းဆိုးကတက်ချုပ်ရဲ့တကယ့်လူရင်းပေါ်လို့လွတ်တော်ကိုယ်စားလှယ်ဟောင်းတအူးကပြောပါတယ် ကော်မရှင်ဥက္ကဋ္ဌသဘောထားတင်းပါသလားဦးတန်းစိုးဟာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ယုံကြည်ခြင်းခံရသူတဦးဆိုတာကိုသူ့ကိုပေးခဲ့တဲ့တာဝန်တွေကိုကြည့်ရင်သိနိုင်ပါတယ်လွှတ်တော်တွေကတက်ကိုစလေခေါင်းဆောင်ကကပြီညွန်ကြားရေးမှုနဲ့တွဲဖက်စစ်ရေးချုပ်ယာဒုတွေအပြင်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌယာဒုလိုအရေးကြီးယာဒုတွေကိုပေးခဲ့တာဖြစ်ပါတယ်ဗိုလ်ချုပ်တန်းစိုးဟာမမပြက်ပြက်လှုပ်တဲ့သူလို့သူ့မိတ်ဆွေတချို့ကပြောပါတယ်ကော်မရှင်ဥက္ကဋ္ဌဖြစ်လာပြီးတဲ့နောက်ဦးတန်းစိုးရဲ့ကနအူးဆုံးဖြတ်ချက်တစ်ခုက အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကိုဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ NDF ဟာ NLD ပါတီဝင်ဟောင်းနေလည်းဖြစ်စစ်ကောင်စီဝင်ဟောင်းနေလည်းဖြစ်တဲ့ဥခင်မောင်ဆွေဦးသိန်းညွန့်တို့2010ကထောင်ခဲ့တဲ့ပါတီဖြစ်ပါတယ်။ဒါအပြင် NLD အမတ်ဟောင်းဒေါ်စန္နာမင်းကလည်း NDF ဒုဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးရွေးကောက်ပွဲဝင်မယ်လို့ကြေညာပြီးရပိုင်းမှာပဲဖျက်သိမ်းခံရတာဖြစ်ပါတယ်။တမတ်ကာလအတွင်းတင်ပြရမယ့်ပါတီဝင်အင်အားဖွင့်လှစ်ရမယ့်ပါတီရုံးခန်းအရေးအတွက်တွေကိုပြင်ဆင်ဖြည့်ချော့ပေးခဲ့ပေမယ့် မတင်သွင်းနိုင်လို့ဖျက်သိမ်းခံရတာလို့ဦးတန်းစိုးကပါတီတွေနဲ့တွေ့တဲ့အခါပြန်ရှင်းပြပါတယ်။ဥပဒေအတိုင်းတိတိကျကျလုပ်မယ်ဆိုတာကိုပြလိုက်တာဖြစ်ပေမဲ့ကော်မရှင်ထဲမှာလည်းဥပဒေတွေအမိန့်ညွှန်ကြားချက်တွေကမတိမငြိမ်ဖြစ်နေလို့ဝေဖန်ခံရပါတယ်။ပထမအကြိမ်ကြီးညာတဲ့မဲစင်းင်းတွေမှောင်ရင်မှုများနေတာကြောင့်ကော်မရှင်ကအတော်ကြီးဝေဖန်ခံခဲ့ရပါတယ်။ဒါအပြင်လိုက်နာရမယ်မဲဆွဲစီယုံရေးစီမင်းတွေကလည်းတင်းကျပ်လွန်းနေလို့ကိုယ်စားလှယ်လောင်းတချို့ကပြောပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟာနိုင်ငံရေးပါတီတွေနဲ့ အော်တိုဘာ18ရက်မှာတွေ့ဆုံခဲ့ပြီးအခြေအနေတွေကိုရှင်းပြခဲ့ပါတယ်။တမတ်ပြဋ္ဌာန်းချက်တွေကိုဖောက်ဖျက်ကျူးလွန်ရင်တပ်ဆိုင်ရာဥပဒေတွေအရအရေးယူခံရမယ်လို့အဲ့ဒီတွေ့ဆုံပွဲမှာဦးတန်းစိုးကတတိပေးပါတယ်။တမတော်ကရွေးကောက်ပွဲကိုအဆင်ပြေပြေကျင်းပနိုင်အောင်လုပ်ပေးနေတယ်။တမတော်ဂုံတိတ်ခါထိခိုက်စေမဲ့ပြောဆိုစည်းရုံးမှုတွေမလုပ်ကြဖို့လိုတယ်လို့ဦးတန်းစိုးကပြောပါတယ်။တပ်ဆိုင်ရာပါတီဝင်တွေပါတီထောက်ခံသူတွေကိုလည်းအတိပေးထိန်းချုပ်ဖို့သူကပြောပါတယ်။ကော်မရှင်ဥက္ကဋ္ဌဟာပါတီတွေကိုထိန်းချုပ်တတိပေးနေပေမဲ့ ူအာနာမတက်ရောက်မဲ့အစုအဖွဲ့တွေလည်းရှိနေပါတယ်။ရွေးကောက်ပွဲကိုကန့်ကွက်ထားတဲ့တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်ပါတယ်။လုံခြုံရေးစိန်ခေါ်ချက်ကြီးတဲ့ရွေးကောက်ပွဲရဲ့မဲဆွယ်စည်းရုံးရေးကာလရက်ပေါင်း60ဟာအောက်တိုဘာ28ရက်မှာစတင်ပြီဖြစ်ပါတယ်။သုံးပိုင်းခွဲကျင်းပမဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကော်မရှင်ဥက္ကဋ္ဌဖြစ်သူအငိမ့်သာဗိုလ်ချုပ်တန်းစိုးအတွက်16ရက်မဲ့ခရီးကမပြီးသေးပါဘူး။တကယ်တော့ကော်မရှင်ဥက္ကဋ္ဌရာထူးကပုံမှန်အတိုင်းတောင်တာဝန်ကြီးတယ်။ဝေဖန်ခံရတယ် အခုရှင်နေမှာတော့ပြောမနေပါနဲ့တော့တကယ်ထိုင်ကုန်ပူကြီးပါဒါပေမဲ့သူကတော့မာပါတယ်လို့ဦးတန်းစိုးရဲ့မိတ်ဆွေတို့ကပြောပါတယ် BBC မှာစောင်းပါတဲ့ဘုတ်ဖြစ်ပါတယ်အဆုံးထိထားတော့ဗီဒီယိုတူချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပေစောင်းပါများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့မြေတရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်